ရှိပိနဲ့မြောက်ပန်းရှိဝေဘူလာမြို့ကနေဖလန်းမျိုးစီအင်အား300ခန့်ပါစစ်ကြောင်းတစ်ခုထိုးဝင်လာတဲ့အတွက်နိုဝါ၁၇မနက်၈နာရီခန့်ကစပြီးတိုက်ပွဲပြင်းထန်နေတယ်လို့ခွန်နှုံးကပေါ်ပြပါဗယ်မနက်၈နာရီခွဲလောက်ကစပြီးမနီပူရာတချောင်းမှာထိတွေ့မှုရှိနေတယ်မွန်လွဲ၂နာရီနဲ့၃နာရီကြာဝိုင်တွဲနဲ့ဂျက်ဖက်တာကပါ ပုတ်ကျတယ်တိုက်ပွဲကအတောကိုပြင်းထန်နေတယ်လို့ရှင်းမျိုးသားကကွေးတပ်ဖွဲ့ CNO CNDF ပြောခွေရ slide တင်မီကပြောပါတယ် ပြီးခဲ့တဲ့ရက်တွေတွင်စကန်တိုင်းကလေးမြုံဖက်ကနေထုတ်လာတဲ့စစ်ကြောင်းတစ်ခုနိုဝင်ဘာ3ရက်မှာစကန်ချင်းအစပ်ဒေသဝေဘူးလာမြို့ကိုရွက်လာပြီးတဲ့နောက်အခုနိုဝင်ဘာ16မှာချင်းညော်ဖွဲ့ထိချုပ်ထားတဲ့ဖလန်းမြို့စီထိုးစစ်ဆင်ဖို့ဥတီလာနေတာဖြစ်ပါတယ်မကွေးတဲ့ဂါကောမြို့နယ်ကျောမြို့ကပ္ပစာ22စဲရုပ်ပဲသွားတဲ့လမ်းပေါ်ရှိအမှန်နှစ်ရွှေပင်ရွာစစ်ကောင်စီဂိတ်ကို တော်လိုင်းတက်တက်ကဝင်တက်ရမှာစစ်တပ်ဘက်ကထိခိုက်မှုများနေတယ်လို့ရောကကွေးတက်မြေပြင်စစ်တပ်သားရိုးကသတင်းထုတ်ပြန်ပါလဲ။နှုတ်မှာ15မိနစ်ပတ်မှာဝင်တက်လာဖြစ်ပြီးတိုက်ပွဲပြင်းထန်နေစဉ်ကပ္ပစာ23ဘက်ကနေတံပြက်ကကာသူစီနဲ့စစ်ကူတွေရောက်လာပြီးလက်နေကြီးပြစ်ကူပါများလာတဲ့အတွက်တော်လိုင်းတက်တွေပြန်ခွာခဲ့ရတယ်။တော်လိုင်းဘက်ကရဲဘော်တူအနှဲငယ်တန်းရပြီးစစ်တပ်ဘက်ကထိခိုက်မှုများနေတယ်အသေးစိတ်ကိုစုစမ်းနေဆဲလို့ဆိုပါတယ် ဒီတခက်မှုကိုဂါကောခရဲ့အမှတ်၁၈စကိုတိုင်းရင်းတွေရောကွက်ကွေးတက် 1DF မြေပြင်စစ်တပ်သားရုချုံနဲ့ကျော်မြို့ပကဖဥပေါင်းဆောင်ရတာလို့ဖော်ပြထားပါတယ်မကွေတိုင်းစင်ပေါ်ဝဲမြို့နယ်ရှိကပါဆာရှိကနေထွက်လာတဲ့စစ်ကောင်စီရင်တန်းကိုတွန်လိုင်းတပ်တွေကဂျက်ဖြတ်တက်ရမှာပူကြီးတူပောင်ဝင်စစ်သား၃ဦးသေဆုံးတနက်နေ့နဲ့ခရရတွေသိမိတယ်လို့တရက်ခရအမှန်ကတိုင်းကသတင်းထုတ်ပြန်ပါတယ် နိုဝင်ဘာ16ညနေ၄နာရီခန့်မှာတာချက်ကာကာတစီ ကာလီတစီနဲ့ရောက်လာတဲ့စစ်ကောင်စီရင်တန်းစစ်ဘဝဲမြို့နယ်ကုပင်လဂရလန်အယောက်မှာတက်ခဲ့တယ်လို့ဆိုပါတယ်။သေဆိုးသူတွေထဲမှာဘူကြီးစိုးကုကုမောင်ပါဝင်စစ်သား၃ဦးပါဝင်ပြီးသိမိလန်လွဲတွေထဲမှာတော့ M79 Baron တလက် AK47 ခေါင်းတင်တလက်နဲ့ခရရတွေပါဝင်တာကိုဓာတ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။ ဒီတက္ကသိုလ်ကိုတရက်ခရအမှန်ကားတိုင်းကဆော်ရွက်တာလို့ဖော်ပြထားပါတယ်။မန္တလေးတန်းတထိုးကြီးမြို့နယ်တွင်တောင်ပေါ်ကျနေတဲ့စစ်ကောင်စီတပ်သားသစ်ပါစာတူဟာခင်ရရယူလာပြီးနိုဝင်ဘာ16ကတော်လိုင်းတက်တန်ခိုးလို့လာတယ်လို့နထိုးကြီး PDF ကသတင်းထုတ်ပြပါတယ်။အလားတူတနင်္သာရီတိုင်းတနင်္သာရီမြို့အနီးအောက်ကင်းရွာခြေဆက်ခမရငငါခွန်ကတပ်သားသစ်ပါစာတူဟာလည်းအမေဝမ်တလက်ခင်ရရနေတူ နိုဝင်ဘာ10ရက်ကဒေါ်လိုင်းတက်တင်တာကိုလိုလာတယ်လို့သတင်းသားကြီးပါကာဖတ်ကသတင်းထုတ်ပြန်ထားပါတယ်။ကင်ဘီနယ်မြဝတီမြို့နယ်ရှိရွှေကိုကိုမြို့သိပ်ပါဝင်ထက်မြတ်မှဒဇတ်ရှောက်အခြေဆက်လုတ်ကဲ့နေကြတဲ့တရားမဝင် online ငွေလီလုပ်ငန်းကြဖြန့်တွေကိုအထူးစစ်ဆင်ရေးတရားဖြစ်နှင်းနှင်းသွားမယ်လို့ကရင်နယ်ချောက်တက် BGF ကစစ်ကြေညာလိုက်တယ်လို့ကရင် information center ကဖော်ပြပါတယ်။ နေဘာစကွန်မနက်ပိုင်းမှာထိုင်းမီဒီယာတွေနဲ့တွေ့ဆုံစဉ် BGF ပြောခွေရဒုတိယဗိုလ်မှူးကြီးနိုင်မောင်စော်ကအခုလိုကြေညာလိုက်တယ်လို့ဆိုပါတယ်။ရပ်ပိုင်တွင်လို့ဝပပြောက်တော့ဆောင်ရွက်မယ်လို့လည်းသိရပါတယ်။ကြက်ပြန့်နေတဲ့အထူးတပ်ဖွဲ့ကိုစစ်ကောင်စီကစီမံခတ်ခွဲပြီးအထူးစစ်ဆင်ရေးစတင်နေပြီလို့ BGF ပြောခွေကဆိုပါတယ်။ KK ပါရှိကြက်ပြန့်လုပ်ငန်းတွေကိုစစ်ကောင်စီကဘုတ်ကျတာရှီကိုကိုရဲ့ကြက်ပြန့်ဆရာကြီးကိုထိုင်းကနေတရုတ်နိုင်ငံစီလွှဲပေးတာ ကြက်ဖြတ်တွေကိုထိရောက်စွာရေးယူမယ်လို့အမေရိကန်ဘက်ကသတိပေးတာတွေဖြစ်လာပြီးတဲ့နောက်ကရင်နဲ့ချားဆောက် BGF ဘက်ကအခုလိုထုတ်ပြောလာတာဖြစ်တယ်လို့သိရပါပါခင်ဗျာ။